မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးစစ်တပ်က မတရားဖမ်းဆီးထားသောဒေါ်အောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်များမှနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲအကျင့်ပြက်လက်ဆား၍ပြစ်ဒဏ်ကြခံရသူများဟုတက်တက်ခိုင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါအောင်ဆန်းစုကြည်နှင့်တမရဥဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်များမှနိုင်ငံရေးအကျဉ်းသားများမဟုတ်ဘဲအချင်းပြက်လက်စား၍ပြစ်ဒဏ်ကြားခံရသူများသာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်က ပြောဆိုလိုက်ပါသည် ော်တိုဘာလ3ရက်နေ့ရန်ကုန်မြို့တွင်ပြုလုပ်သောပြည်သူ့ရှေ့ဆောင်ပါတီတရင်စာရှင်းလင်းပွဲတွင်တတ်သက်ခိုင်ကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါသည်။ဒေါအောင်ဆန်းစုကြည်သည်တဘာဝဘီကောင်ွယ်ရန်ပုံငွေကိုရဟတ်ရင်ဝေစီးခဲ့သူဖြစ်ကြောင်းနိုင်ငံရန်ပုံငွေများကိုစီစစ်မှုမရှိဘဲအလေးလွင့်များပြီးဘုံဘော်လောအသုံးပြုခဲ့သူဖြစ်ကြောင်းတတ်သက်ခိုင်ကပြောဆိုပါသည်။ ကျမတိရတလောက်ပေါ့နော်ဒါက public information လေးဖြစ်ပါလိမ့်ရှင်ဆိုလို့ရရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကသတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကနိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးအစိုးရတည့်ရဖြစ်မှုတဲ့အချိန်မှာအချင်းပြတ်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြည်တံကြခံနေရတာဖြစ်ပါတယ်ဘာဖြစ်လို့အဲ့ဒါကိုပြောနိုင်တယ်လဲဆိုရင်ဒါကတော့အများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်လူတိုင်းလည်းသိပါတယ်ဘယ်ပုဂ္ဂိုလ်ကတော့ပုံမှန်တွေနဲ့ထောင်တန်းဘလောက်ကြတယ်ဆိုတာအဲ့ဒါအရေးကြီးပါတယ်နိုင်ငံတကာကတော့ နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးအကျဉ်းပြက်လက်စားမှုပုံမှန်တွေနဲ့ဆွဲခံထားရပြီးတကယ်လဲစစ်ဆေးပေါ်ပေါက်လို့တကယ်ပြစ်ဒဏ်ကြခံရတာဖြစ်ပါတယ်ဟုတသက်ခိုင်ကဆိုပါတယ်ဒေါအောင်ဆန်းစုကြည်သည်အမျိုးသားသဘာဝဘေးရန်ပုံငွေများကိုအလေးလွင့်ဖြစ်စေရမှာစီမံခန့်ခွဲရန်တာဝန်ရှိသည့်အတွက်ပြစ်ဒဏ်ချတရားစွဲခံရခြင်းဖြစ်သည်ဟုတသက်ခိုင်ကပြောဆိုပါရ ဝင်ကြီးဌာနတွေကိုချထားတဲ့ဘတ်ဂျက်တွေအကုန်လုံးရဲ့ဝင်ကြီးဌာနတိုင်းရဲ့ဘတ်ဂျက်ရဲ့တစ်ဆယ်အကိုင်နှုန်းကိုပြန်နှုတ်လိုက်ပြီးတော့အဲ့ဒီတစ်ဆယ်အကိုင်နှုန်းကိုအမျိုးသားတဘာဝပေးအနေရဲ့စီမံခန့်ခွဲမှုရန်ပုံငွေနဲ့ထည့်လိုက်တာပေါ့နော်ထည့်လိုက်ပြီးတော့မှကိုဗစ်ရန်ပုံငွေဆိုပြီးထရီလီယံနဲ့ချီပြင်းရှိပါတယ်ရှိတဲ့အခါကျတော့အဲ့ဒီပို့နေတဲ့အခါမှာပို့နေတဲ့အခါကျတော့တကယ်တမ်းလောက်ရမှာကတဘာဝပေးလျှော့ပါရေးဆိုတာတွေလမ်းတွေဆိုလဲရာသီဥရုတန်ခန့်နိုင်အောင်အဆောက်အုံတွေငလင်တန်ခန့်နိုင်အောင်ရာသီဥရုတန်ခန့်နိုင်အောင်မုန်တိုင်းတန်ခန့်နိုင် င်အောင်တဘာဝဘေးဒဏ်ခံနိုင်အောင်အဲ့ဒါတွေကိုစောင့်ကြရမှာဖြစ်ပါတယ်သို့တော်လည်းပဲအဲ့ဒီရန်ပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့လူတွေကဟက်စကီဝယ်တာတို့ပြီးလို့ရှိရင်တခြားသူကောင်းစင်နဲ့မကိုက်ဖဲအသုံးပြုခဲ့တာတွေမလိုအပ်တဲ့အလီလွင်တွေစစ်ဆေးပေါ်ပေါက်ပါတယ်စစ်ဆေးပေါ်ပေါက်ပြီးတော့နောက်ဆုံးတော့ဒီဟက်စကီစီဘိုကအန်တီဒေါအောင်ဆန်းစုကြည်စီဘိုပေါ်နိုင်ငံတော်ပိုင်းရဟတ်ရင်ဆိုပြီးဝယ်တာဖြစ်ပါတယ်သို့တော်လည်းတကယ်ဝယ်တဲ့အခါမှာ တကယ်ဝယ်တဲ့လူတွေရောင်းနေဝယ်တဲ့အချိန်မှာ transition လုပ်တဲ့အချိန်မှာအလေလွင့်နေများပြီးတော့မှစစ်ဆေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်။အဲ့ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရတယ်လို့ဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့ဟုတသက်ခိုင်ကပြောဆိုပါတယ်။ NLD စိုးရလက်ထက်မှာနိုင်ငံတကာအကူအညီရန်ပုံငွေအများပြားရရှိခဲ့ပြီးဘန်နာအီစီမင်းများနဲ့မကိုက်ညီပဲသုံးဆွဲခဲ့ကြောင်းသူကဆက်ပြောပါတယ်။ NLD ခေတ်တုန်းက DM ပုံငွေကပိုရှံပြီးတော့ကိုပေးလဲဖြစ်တဲ့အဲ့ဒီအချိန်မှာကိုပေးကြောင်းမလို့နိုင်ငံတကာအကူအညီတွေ ြတာလည်းရှိပါသေးပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကတော့ FID တွေကလည်းလာတယ်နောက်ပြီး ODA official development assistant ကဖွင့်ပြမှုအတွက်တရားဝင်ပေးတဲ့အကူအညီတွေဓာတ်ရီအများကြီးရတယ်ပြီးလို့ရှိရင်လည်းရတဲ့အချိန်မှာငွေတွေကဘုံဘောလောဖြစ်တဲ့သဘောပေါက်ဖြစ်ပြီးတော့သုံးဆွဲတာတွေမှာနည်းနည်းစီစီစစ်စစ်နဲ့ဘန်ဒာရေးစီးမြက်နဲ့မကိုက်မီပဲနဲ့သုံးဆွဲတာတွေဓာတ်ရီကိုတာဝန်ခံရတာတွေရှိပါတယ်ဟုတက်တက်ခိုင်ကပြောဆိုခဲ့ပါတယ် တက်တက်ခိုင်သည်2015ခုနှစ်မှာ NLD ပါတီ၏တကုံမျိုးနှင့်ကီတုလွတ်တော်ကိုယ်စားလှယ်ဖြင့်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်မှာ NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါသည်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတက်တက်ခိုင်၏ပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်နေရာတစ်ခုမှအနိုင်မရရှိဘဲခွက်ခွက်လန်းအောင်ရှုံနေခဲ့ပါသည်တက်တက်ခိုင်မှာ2021အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်စစ်ကောင်စီတွင်လူမှုဝန်ထမ်းကင်းစည်ရေးနှင့်ပြည်လဲနေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး2020 2023ခုနှစ်ဩဂုတ်လ3ရက်မှာဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖြစ်ပြောင်းလဲခန့်အပ်ခင်ရက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ဝန်ကြီးရာထူးတာဝန်များမှအနာပေးခံခဲ့ရကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲအလွန်အခင်းကျင်းဟာစစ်ယူနီဖောင်းချို့အပြောင်းလဲတာမြင်တွေ့နိုင်စရာရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မောင်မြင်းနဲ့ဆေအာနာတိမ်မှုကိုအဆုံးသတ်နိုင်ဖို့စနစ်တကျပြင်ဆင်ထားတဲ့စစ်ကောင်မရှင်ရဲ့ရွှေကောက်ပွဲအလွန်အခင်ကျင်းဟာစစ်ယူနီဖောင်းချို့အပြောင်းလဲတာမြင်တွေ့နိုင်စရာရှိတယ်လို့ BNI မြန်မာ Peace Monitor ကသုံးသပ်ပါတယ်။အော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ရွှေကောက်ပွဲအလွန်စစ်ယူနီဖောင်းချို့အပြောင်းလဲဆိုတဲ့အပတ်စဉ်သုံးသပ်ချက်အစီရင်ခံစာမှာစစ်ကောင်မရှင်ဦးဆောင်ကျင်းပမယ့်ရွှေကောက်ပွဲမတိုင်ခင်နဲ့အလွန်ကာလအခင်ကျင်းတွေကိုဖော်ပြထားတာပါ။ ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေအရလာမယ့်ဒီဇင်ဘာမှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အမည်စင်းတင်သွင်းတဲ့ကိုယ်စားလှယ်လောင်းပေါင်း9020ကျော်ရှိပါတယ်။အဲ့ဒီထဲမှာပြည်အောင်စုတဝန်စီယုံမဲ့ပါတီ6ခုနဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာစီယုံမဲ့52ပါတီအပါအဝင်တတိပုဂ္ဂလတွေဝင်ရောက်ရှင်ပြိုင်ကြမှာပါ။ KSS စစ်တပ်အတိုင်းဝိုင်းကနေအတွင်ကူးပြောင်းဖြစ်တင်လာခဲ့တဲ့ပြည်အောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP နဲ့တိုင်းဒေသစီလုံးညီညွတ် မျိုးရေးပါတီတန်ဆာညာတို့ဟာကိုစလေလောင်းအရေးအတွက်အများဆုံးတင်သွင်းခဲ့ကြတာပါ ကြည်အောင်စုတဝန်စီယုံမဲ့ USDP ပါတီကကိုယ်စားလှယ်လောင်1048ဦးထိအများဆုံးဝင်ပြိုင်မှာဖြစ်သလိုစစ်တပ်ကအရာရှိတွေကလည်းအငိမ့်စားယူပြီးအဲ့ဒီပါတီကနေရွေးကောက်ခံမှာဖြစ်ပါရီထို့ကြောင့်မူဖြင့်အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အမိန့်ညွှန်ကြားချက်နဲ့စစ်ယူနီဖောင်းချုပ်က USDP ပါတီကိုကူးပြောင်းလာကြသူ490နီးပါးအထိရှိပါရီအဲ့ဒီထဲမှာဗိုလ်ချုပ်ကြီးအပါဝင်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကနေစစ်အရာရှိစစ်ယုံအုပ်တက်ချက်ကြီးစည်ရည်တွေနဲ့အခြားအဆင့်တွေပါဝင်နေလို့ဆိုပါရီဒ အပြင်လက်ရှိစစ်တပ်တွင်ရှိဘုံမူဒုဘုံမူကြီးအဆင့်ရှိသူ၁၀ခန်းကိုလည်းအငိမ့်စားယူခိုင်းကာတဆညပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့ BNI မြန်မာ Peace Monitor ရဲ့သုံးသပ်ချက်ထဲမှာဖော်ပြပါရတယ်။ အပိုင်းတည်းဖြင့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကိုတော့တရားနှစ်မြို့နယ်မှာပြုလုပ်သွားမယ်လို့စစ်ကောင်မရှင်လောက်ခဲပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါ။ဒါကြောင့်အပိုင်းတည်းရွေးကောက်ပွဲလွန်ကာလအတွင်းစစ်ကောင်မရှင်အနေနဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုခေါ်ယူခဲ့ရင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်135ဦးနဲ့စစ်တပ်ကိုယ်စားလှယ်166ဦးလိုဟာပြည်ထောင်စုလွှတ်တော်တွင်ရောက်ရှိလာမယ်လို့တွက်ဆကြေညာနိုင်ပါတယ်။ရွေးကောက်ပွဲမှာအသုံးပြုမဲ့စစ်ကောင်မရှင်ရဲ့လက်ထဲမှာထိန်းချုပ်ခွင့်ရနေတဲ့ electronic ချောနဲ့မဲပေးဆက်တွေဟာဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေအတွက်စောင့်ကြည့်ရဖွယ်လို့ BNI Peace မြန်မာမြန်မာ peace monitor ကထောက်ပြပါရယ် USDP ပါတီမှာကိုယ်စားလှယ်လောင်းဖြင့်စစ် uniform ချုပ်အင်အား900နီးပါးအထိဆင့်လွတ်ခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင်ရဲ့လုပ်ရက်ကိုကြည့်ရင် USDP ပါတီဟာရွေးကောက်ပွဲမှာအနိုင်သေးတဲ့ပါတီဖြစ်ကြောင်းတွေးစရာဖြစ်နေတာပါ။ အခြားတစ်ဖက်မှာရွေးကောက်ပွဲကျင်းပနိုင်မယ့်နေမြေခြေပြန်ရေးအတွက်နိုင်ငံတော်လေးချောင်းတိုက်ခိုက်မှုတွေကိုအရှိန်အဟုန်မြင့်လှုံ့ဆော်နေကြောင်းလည်းသိရပါဗျ။အထူးသဖြင့်ကတော့လက်လွတ်ခဲ့ရတဲ့မြို့တွေ၊ကျေးရွာတွေနဲ့စစ်စခန်းနေမြေတွေအတွင်မှာပြင်ပထားပြီးလေးချောင်းကနေဘုံကျဲတိုက်ခိုက်နေတာပါ။ BNI မြန်မာ Peace Monitor ကတော့ရွေးကောက်ပွဲအတွက်ရည်ရွယ်ချက်နဲ့လှုံ့ဆော်နေတဲ့စစ်ကောင်မရှင်ရဲ့လုပ်ရက်တွေဟာဒေသတွေမလုံခြုံမှုမတည်ငြိမ်မှုနဲ့စစ်ရေးပြည်ပခဖြစ်စဉ်တွေကိုသာပုံမှုကျေပြန့်လာရေးကိုဥတီနေတယ်လို့သုံးသပ်ထားပါဗျ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကလက်လွတ်ထားရတဲ့နေမြေတွေမှာမြေပြင်ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုဇက်တိုက်လှုပ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ဒီဇင်ဘာမှာအထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့စစ်ကောင်မရှင်ကလက်ရှိမှာလက်လွတ်ထားရတဲ့နေမြေတွေမှာစစ်တပ်ရဲ့မြေပြင်ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုံ့ဆော်လာပါတယ်။ဒိုင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့တော်လန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ရှမ်းမြောင်နယ်ရခိုင်ပအဝင်ထိုင်းမြန်မာနယ်စပ်ရှိကရင်ပြည်နယ်ကဒေသတွေနဲ့အလဲပိုင်းဒေသတွေမှာစစ်တပ်ရဲ့စီးရင်လှုံ့ဆော်မှုထုံမြင်လာတာပါ။စီးရင်လှုံ့ဆော်မှုတွေထဲမှာလက်လွတ်နေမြေတွေကဒေသတချို့မှာအင်အားအလုံးကြီးတုံးပြီးမြေပြင်စစ်ကြောင်းထိုးကစစ် စင်ရင်ဆင်ရဲတယ်လို့လေချောင်းကနေလည်းနီးမျိုးစုံသုံးပြီးဘုံကျိတိုက်ခိုက်တာဖြစ်ပါရီစီရင်ချင်းတွေကိုလေလာဆောင်ကြည့်နေတဲ့စီရီယံဘူကြီးစင်ရောကရွေးကောက်ပွဲကျင်းပမယ့်နေမြေတွေမှာကြီလွတ်မြေဖြစ်အောင်ဘေးနာကနေရာတွေကိုပါမြေပြင်နဲ့ဝင်ဟင်ပေါင်းဆက်ပြီးစစ်စင်ရင်လောက်တာလို့တုံ့တက်ပါရီဒါအပြင်ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းကြေညာထားတဲ့မြို့နယ်တွေကလွယ်ရင်ကျန်းမြို့နယ်တွေကိုလည်းမရကြအောင်တိုက်ခိုက်လာနိုင်တဲ့အတွက်နိုင်ငံအလေပိုင်းဒေသဖြစ်တဲ့စကိုင်းတိုင်းကိုလည်းစောင့်ကြည့်ရမယ့်အနေထားလို့သူကပြောပါရီအောက်တိုဘာ6ရ ဲ့နေ့ညပိုင်းမှာသခိုင်းတိုင်း6မြို့နယ်ဘုံတိုရွာမှာတပိတ်ကော်မတီတွေဥဆောင်ပြီးဒေသခံတွေနဲ့ဒုစရနာရှင်စန့်ကျင်ရေးစီမီတပိတ်ကျင်းပနေချိန်မှာစစ်တပ်ကစက်တက်လီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့်တပိတ်ကော်မတီဝင်တချို့နဲ့အရက်သားတွေပါဝင်လူသေးဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူဆယ်ချီရှိတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံလက်ကနောက်ဆုံးရရှိတဲ့စီးရင်နေရကလေးတွေနဲ့အမျိုးသမီးတွေပါဝင်တေဆုံးသူ22ဦးရှိပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြားကြောင်းသိရပါတယ်။